ားလုံးပဲမင်္ဂလာပါ Terror Bind ချီကကြိုးဆိုပါရယ်ဒီနေ့လုတ်ပေးမယ့် reading လေးကတော့ကိုယ့်ရဲ့ right person နဲ့တွေ့ပြီးပြီလားပေါ့เนาะအဲ့တော့ဒီထဲမှာ file လေးနှစ်ပိုင်းနဲ့ဟာကိုကြိုက်တဲ့ file လေးတစ်ခုရွေးပြီးတော့ဆက်ကြည့်ပေးเนาะဒီကိုအတွက်ပဲ private reading လိုချင်ရင်ဒီ TikTok ဒါမှမဟုတ်ရင် Messenger လာပြီးတော့မေးလာနိုင်တယ်เนาะ YouTube မှာလည်းဗီဒီယိုလေးတွေတင်သွားမှမလို့အဲ့မှာ subscribe သွားလုပ်ထားလို့ရှိရင်နောက်ဗီဒီယိုအစ်တလေးတင်တာသွားကြည့်လို့ရတယ်เนาะ ဖိုင်ဝမ်းလေးတွေမင်္ဂလာပါ Terror ပိုင်းချီကကြိုးဆိုပါတယ်ဒီပုံလေးကိုရွေးထားတဲ့သူတွေပေါ့နော်အဲ့တော့ဖိုင်ဝမ်းလေးတွေကကိုယ့်ရဲ့ right person နဲ့တွေ့ပြီးပြီလားဆိုလို့ရှိရင်အခုလက်ရှိမှာတော့တွေ့နေသေးတာမျိုးကို မတွေ့ရဘူးကွာတိလားတကယ်လို့အခုကိုယ်မှာတွေ့နေတဲ့ချစ်သူကြီးစားရှိတယ်ဆိုလို့ရှိရင်တော့သူနဲ့ကိုနဲ့အချိန်တိုင်းတာတစ်ခုထိကိုစောင့်ကြည့်ရမှာမျိုး တွေ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ယောက်မှာပေါ့နော်ဒီနှစ်ထဲမှာအပြောင်းလဲတစ်ခုခုကြုံတတ်တယ် ဟိုတချို့တော့အပြောင်းလဲကကိုကြိုက်တဲ့အပြောင်းလဲဖြစ်နိုင်တယ်လို့တချို့အပြောင်းလဲကကိုမကြိုက်တဲ့အရာတခုလည်းဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီနှစ်ထဲမှာကပိုင်ဝမ်းလေးတွေကများသောအားဖြင့်ရည်စားရှိတဲ့လူဆိုလို့ရှင်တစ်ဖက်လူရဲ့ဆုံးဖြတ်ချက်ကိုခဏစောင့်နေရတာမျိုးအဲ့လိုမျိုးရှိနေတာမျိုးကိုတွေ့တယ်အဲ့တော့တချို့ဒီမှာ single လေးတွေတူဆိုလို့ရှင်တော့ဒီမှာအချစ်သက်ဝင်လာမဲ့ပုံစံကိုတွေ့ရတယ်အဲ့တော့ the universe ကြီးကိုကိုက like give thanks to the universe because ကိုဘဝထဲမှာနောက်ထပ်အချက်အသက်တစ်ခုဝင်လာဖို့ကို တွေ့ရတယ်အခုလက်ရှိအဲ့လိုမျိုး situation ship ဖြစ်နေတာဒါမှမဟုတ်အဲ့လိုမျိုးစကားပြောနေတဲ့သူတွေအဲ့လိုဆိုလို့ရှင်လေအချင်းချင်းတယောက်ချောင်းပို့တိအောင်ပို့လို့ပြီးလို့ရှင် ကိုကဒီဆက်ဆံရေးတခုမှကွာအရန်မလောနဲ့တည့်ရမလား။ तू ကအရာတိုင်းကသူ့အချိန်နဲ့သူဖြစ်လာတဲ့အတွက်ကြောင့်မလို့ကိုကကိုစိတ်ကိုနည်းနည်း short ထားလိုက်။ကိုနဲ့ကြိုက်တဲ့လူကိုနဲ့ကိုအတွက်တကယ် right person ကွာဒီ video ရဲ့တိုက်တယ်လို့မျိုးကိုအတွက်တကယ်စစ်မှန်တဲ့သူဆိုလို့ရှိရင် ကိုစီကိုရောက်ကိုရောက်လာမှာ။အဲ့တော့ဒီကြားထဲမှာပိုင်ဝန်းလေးတွေကဘာလို့ကမလဲဆိုတော့ ကိုယ့်ဒီအတိတ်ကဖြစ်ခဲ့တဲ့ trauma တွေအတိတ်မှာအဲ့လိုမျိုးလူဝင်နဲ့ပတ်သက်ပြီးတော့ဒီဆက်ဆံရေးတစ်ခုခုမှာပေါ့နော်ပြဿနာဖြစ်တာတို့ဒီအလုံမှာအဆင်မပြေတာတို့အဲ့လိုမျိုးစိတ်ဓာတ်ရနည်းနည်းပါးပါးရခဲ့တဲ့သူတွေဆိုလို့ရှိရင်ကွာအဲ့ဒီစိတ်ဓာတ်ရကိုကိုယ်ကပြန်ပြီးတော့ heal လုပ်ရမှာကိုတွေ့တယ်ကိုကအဲ့ဒါကိုပြန်ပြီးတော့ကြော်ဖြတ်နိုင်ရမယ်ပြီးတော့ဒီတချို့ပိုင်ဝန်းလေးတွေထဲမှာပေါ့နော်ကိုကဒိဋ္ဌန်နေပါညာလှုပ်ထားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်း ကိုအထိတ်ထန်နေရပြေးဝလာဖို့ကို တွေးရတယ်။ဒီမှာကိုစောင်းရှောက်နေတဲ့ပုံကိုယ်ကြီးအဲ့လိုမျိုးမဲတော်တပါးလဲရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့ဘိုင်းဝမ်းလေးတွေကကိုယ့်ရဲ့ဒီတန်စာတာလေးတွေပိုတက်ခြင်းနဲ့ကို လုတ်တဲ့အရာလေးတွေကိုပြောတဲ့အရာလေးတွေပိုပြီးဖြစ်ချင်လို့ရှိရင်ဒီမြနဲ့အလှတန်းလေးတွေလုတ်ပါပေါ့နော်အလှတန်းလေးတွေကများများအဆက်နေအများကြီးလုံးမမဟုတ်ဘူးတစ်ထောင်နှစ်ထောင်လှူလိုက်တာလဲဒါအလှပဲကွာတိလာအဲ့လိုမျိုးလေးတွေ ခဏခဏလှုပ်ပြီးပေါ့နော်ပြီးတော့ဒီမှာတိုင်ဝမ်လေးတွေထဲမှာလေဒီလူမှုရေးမှာနည်းနည်းပါပါစကားများတာမျိုးစိတ်အနှောက်အယှက်ဖြစ်ကြတာမျိုးအထက်အငော့ဖြစ်နေတာမျိုးလေးတွေကြုံသွားတတ်တယ်ပေါ့နော်ဥမာကိုကအလုတ်လုံနေရဆိုလို့ရှိရင်ဒီအလုတ်ထဲမှာကိုကမနေချင်တော့ဘူးကွာကိုထွက်သွားခြင်းနဲ့ ဒီဒါပေမဲ့ဒီမဖြစ်မနေမလို့တာလုံနေရတာပေါ့နော်ပြီးတော့ဒီထဲမှာចောင်းသားတွေပါတယ်ဆိုလို့ရှိရင်လည်းကိုကဒီပတ်ဝန်းကျင်မှာမကျင်လည်ခြင်းဘူးကွာဒီလားကိုကနောက်ထပ်ပတ်ဝန်းကျင်တစ်ခုကိုပြောင်းခြင်းနဲ့နောက်ထပ်တစ်ခုကိုစူးစမ်းလေ့လာခြင်းနေတာမျိုးကိုတွေ့တယ်ပြီးတော့ဒီဂျားထဲမှာပိုင်ဝမ်းလေးတွေကငွေကြေးနဲ့ပတ်သက်ပြီးတော့တချို့ကလည်းအဲ့လိုမျိုးအရန်ချစ်ကုတ်ပြီးတော့ကိုဖြစ်ရှင်တဲ့အိမ်မက်တွေဖြစ်လာဖို့စုနေတာမျိုးကိုတွေ့ရတယ်လို့တချို့ကလည်းပတ်စံနေအရန်အဲ့လိုမျိုး အဲနည်းနည်းသုံးတာများနေတာမျိုးကို တွေ့ရတယ်ပေါ့နော်အဲ့တော့အကုံခြုံပြောရမယ်ဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကကိုကိုကို healing ပြန်လုပ်ပါကို့ဘေးမှာဒီလိုမျိုးဖြစ်နေတဲ့အရာတွေအများကြီးဖြစ်တယ်ဆိုလို့ရှိရင်ကွာဥမာအဆင်မပြေတာတွေများတယ်ဒီအလုံးမှာအဆင်မပြေတာတော့၎င်းကိုကျင်လည်နေတဲ့ပဝန်းကျင်အမြင်ကိုကထွက်ခွာခြင်းနေတာတော့၎င်းအဲ့လိုမျိုးတွေဆိုလို့ရှိရင်ကိုကဒိဋ္ဌံလေးလောက်တာဖြစ်ဖြစ်အဲ့လိုမျိုးဖျားတရားလေးလောက်တာဖြစ်ဖြစ်အဲ့လိုမျိုးလေး ਨੇ ကြော်ဖြတ်ပါဗောနော်ဒီမှာကိုကစုတစုတောင်းထားတယ်ဆိုလို့ရှင်ကိုတောင်းတဲ့စုကလည်းပြီးွားလာမှမျိုးကိုတွေ့ရတယ်အဲ့တော့ဒီအရာတွေဗောနော်အကုန်လုံးကိုကကြော်လွှားနိုင်ပြီးလို့ရှင်ကိုရဲ့ right person ကကိုစီကိုရောက်လာမှာကွာဒီလားအဲ့တော့အခုချိန်မှာကိုကကိုကိုကိုပြန်ပြီးတော့အချိန်ပေးရတယ်ကိုကိုကိုပြန်ပြီးတော့အပြန်ဟီးလုပ်နေရတယ်သိရမလားအဲ့လိုမျိုးကိုကိုကိုပြန်ပြီးတော့ fix လုပ်ပြီးွားနိုင်တဲ့အချိန်ကြတော့မှဒီ right person ကဝင်လာမှမျိုးကိုတွေ့ရအဲ့တော့ကိုကဒီအရာတွေကကိုတယောက်တည်းကြော်ဖြတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစဉ်ပြေမှုတွေဒီစိတ်ခံစားချက်တွေဒီအချိန်မှာအဲ့လိုမျိုးဘာမှလောလို့မရဘူးကွာဖြစ်လာတဲ့အတိုင်းလေးပဲကိုက flow လေးနဲ့တွားရမှာပေါ့နော်အဲ့ဒါလေးကိုကိုကတီးခံအောင်အင်းပြီးတော့အဲ့လိုမျိုး ဖြတ်ကျော်ကိုအစင်ပြေလာတဲ့အချိန်ကိုရဲ့ဒီရင်မှန်းချက်တွေဖြစ်ဖြစ်လာနေပြီပေါ့ကွာနည်းနည်းကောင်းတဲ့ဘက်ကိုရောက်နေပြီအဲ့လိုအချိန်မှာဆိုလို့ရှိရင်ဝင်လာလိုက်မယ်ကိုရဲ့ right person ကအဲ့တော့ဒီဆယ်လာပိုင်းလောက်မှာဖြစ်ဖို့များတယ်ဒီကြားထဲမှာတော့အဲ့လိုမျိုးစကားပြောနေတာမျိုးဘာညာအဲ့အဲ့လိုမျိုးအဆင့်လောက်ပဲရှိမယ်ကွာတိလားဟိုအဆင့်တက်ဖို့မျိုးကိုတိတ်မတွေ့ဘူးเนาะအဲ့တော့ right person က အဲ့လိုမျိုးဒီဆယ်လာပိုင်းလောက်မှတွေ့တာမျိုးကိုတွေ့တယ်ကိုထက်အဲ့လိုမျိုးပတ်စံပိုးရှိတဲ့သူမျိုးဖြစ်လိမ့်မယ်ကွာဒီလားလုပ်ငန်းကိုင်ငန်းတစ်ခုမှာသူကအဲ့လိုမျိုးအစဉ်ပြေနေတဲ့သူမျိုးအဲ့လိုမျိုးတယောက်ဖြစ်မှာကိုတွေ့ရတယ်ပြီးရင်ဒီထဲမှာ relationship သမားတွေပါတယ်ဆိုလို့ရှိရင်လည်း ဒီကိုနဲ့သူနဲ့ကဝေးနေတာမျိုးသိရမလားတယောက်အဲ့လိုမျိုးတနိုင်ငံတယောက်တနိုင်ငံဖြစ်နေရဲ့သူမျိုးဆိုလို့ရှိရင်လည်းနိုင်ငံတစ်ခုခုမှပြန်ပြီးတော့စုံစည်းရနိုင်တာမျိုး ဖြစ်လာနိုင်တာကိုတွေ့ရပေါ့เนาะအဲ့တော့အဲ့လိုမျိုးပြန်ဆုံတွေ့ရပြီးဒီနှစ်ထဲမှာ relationship ရှိတဲ့သူတွေကကိုနဲ့သူနဲ့နိုင်ငံဝေးနေတာကိုနိုင်ငံတစ်ခုထဲမှာပြန်နေရတာတော့၎င်းပြန်ဆုံတွေ့ရတာတော့၎င်းအဲ့လိုမျိုးဖြစ်ခဲ့လို့ရှိရင်သူဒီကိုယ့်ရဲ့ right person ဖြစ်ဖို့က 80ရာခိုင်နှုန်းလောက်တေးကြတာရယ်နော်80ရာခိုင်နှုန်းလောက်တေးကြတယ်အဲ့တော့ဒီကြားထဲမှာ relationship ရှိနေရသူတွေဆိုလို့ရှိရင်လည်းကိုယ်စိတ်ထဲမှာအဆင်မပြေတဲ့အရာလေးတွေရှိတယ်ဘာညာဆိုရင် ပြောပြတိုင်တိုင်မြင်မြင်နဲ့နှစ်ယောက်သားပေါ့နော်အဲ့လိုမျိုးလေးပြောကြပြောဒီထဲမှာအဲ့လိုမျိုးကလေးတွေဘာညာယူခြင်းတဲ့သူတွေဘာညာရှိတယ်ဆိုလို့ရှိရင်လည်းဒီကလေးတွေဘာညာဒီနှစ်ထဲမှာရနိုင်ခြင်းကိုတွေ့ရပေါ့နော်အဲ့တော့ကိုယ့်ရဲ့ right person ကိုတွေ့ပြီးပြီလားဆိုရင်တော့ ဒီ single လေးတွေဆိုလို့ရှိရင်တော့ဒီနှစ်ဆယ်လပိုင်းလောက်မှတွေ့မယ်အဲ relationship တမားတွေရှိနေတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ right person ဟုတ်လားမဟုတ်လားဆိုတာကိုဒီနှစ်ထဲမှာအကဲခတ်သွားလိုက်မယ်ဒီနှစ်ခုနှစ်လပိုင်းမကြော်ဘူးသူကကိုယ့်ရဲ့ right person ဟုတ်လားမဟုတ်လားကို ိွားလိုက်မယ်တကယ်လို့မဟုတ်ဘူးဆိုလို့ရှင်လည်းသူလည်းသူ့လန်းသူသွားကိုလည်းကိုလန်းကိုသွားနဲ့အဲ့လိုမျိုးသွားမှာပေါ့နော်အဲ့တော့များသောအားဖြင့်ကတွင်းနေတဲ့အတွဲရေဆိုလို့ရှင်ကွာ၁၀ယောက်မှာ၂ယောက်လောက်ကပဲမဟုတ်ဘူးများတယ်ပေါ့နော်တိလားအင်း၈ယောက်လောက်ကတော့၁၀ယောက်မှ၈ယောက်လောက်ကတော့ကိုယ့်ရဲ့ right person နဲ့တွေ့နေပြီဆိုတာမျိုးကိုဒီထဲမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ ိုင်ဝမ်းလေးတွေကန်ကောင်းပါစေနော်ကို့အတွက်ပဲ private reading လိုချင်လို့ရှင်ရင် CEO ဒီ TikTok ဒါမှမဟုတ်ရင် Messenger လာပြီးတော့ဆက်သွယ်လာနိုင်တယ် YouTube ကို subscribe မလုပ်ရသေးရင်လည်း YouTube မှာ video လေးတွေသွားပြီးတော့ကြည့်လို့ရတယ်နော်အဲ့တော့ပိုင်ဝမ်းလေးတွေကန်ကောင်းပါစေ Python လေးတွေမင်္ဂလာပါ Terror ဘိုင်းချီကကြိုဆိုပါတယ်ဒီပုံလေးကိုရွေးထားတဲ့သူပေါ့နော်အဲ့တော့ Python လေးတွေကကိုယ့်ရဲ့ right person နဲ့တွေ့ပြီးပြီလားဆိုတော့ အဲ့တော့ဒီထဲမှာတချို့ပေါ့နော်တွဲနေရသူတွေရှိလို့ရှိရင် တွဲနေရသူတွေကอืมနိုင်ငံဝေနေတာမျိုးကိုတွေ့ရတယ်เนาะတိလာသူနဲ့ကိုနဲ့တယောက်တနိုင်ငံဖြစ်နေတာမျိုးကိုတွေ့ရတယ်တချို့အဲ့လိုမျိုးအရန်အစင်ပြေနေလူတွေလည်းဒီလာထဲမှာနည်းနည်းအဲ့လိုမျိုးစကားများတာလေးတွေကမောက်ကမတ်လေးတွေနည်းနည်းဖြစ်နေရတာမျိုးကိုတွေ့ရတယ်ပေါ့เนาะတိလာအဓိကကလေသူ့ဘက်ကိုဘက်မျှပြီးတော့နည်းနည်းကြည့်ပြရမယ်ပေါ့เนาะတိလာ အဲလိုကိုကိုတွေးတာကြီးရပဲအမှန်ကိုလောက်တာကြီးရပဲအမှန်မဟုတ်ဖဲနဲ့ပေါ့နော်သူ့ဘက်ကိုလည်းကိုကထည့်ပြီးတော့စဉ်းစားပေးပြီးရင်နှစ်ယောက်သာလိုမျိုးပြပြတတစကားလေးတွေပြောရမယ်ပုံစံမျိုးလေးပေါ့နော်ဒီလားဟိုပြပြတစကားပြောရမယ်ပုံစံဆိုတာအဲ့လိုမျိုးကိုဘာဖြစ်ချင်တာလဲသူဘာဖြစ်ချင်တာလဲအဲ့လိုမျိုးလေးတွေနည်းနည်းညှိရမယ်ပုံစံကိုတွေ့ရပေါ့နော်အဲ့တော့ဒီပိုက်တူးလေးတွေထဲမှာဆိုလို့ရှိရင်ပေါ့နော် ဒါတော့တော်တော်နှဲပါတယ်ဒီလား၄၅ရာလောက်ပဲပါလိုက်မယ်။ဟိုတမီရီစာချစ်သူရီစာစေးဆက်ဖို့ပြင်ဆင်နေတာဒါမှမဟုတ်ရင်စေးဆက်ပြီးသွားပြီးရိုးဖို့လုပ်နေတာ တနိုင်ငံနဲ့တူတူပြောင်းရွှေ့ဖို့လုပ်နေတာအဲ့လိုမျိုးလူတွေတော့တွေ့တာတော့တွေ့တယ်ပေါ့နော်အဲ့တော့ okay ဒီ single လေးတွေလူလူလေးတွေအရင်ပြောရအောင် single လေးတွေဆိုလို့ရှိရင်ကိုကကိုရဲ့ဒီဖြစ်ချင်တဲ့ကိုရဲ့အိမ်မက်တွေကိုရဲ့ ဒီအသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီးတော့လောက်ရမယ်အလုပ်တွေကွာအဲ့ဒီဘက်ကိုပဲကိုကကိုယ့်ရဲ့ passion ကပို့ပြီးတော့တာနေတာမျိုးကိုတွေ့ရတယ်ကိုကဒီအခြေအနေပတ်သက်လို့ရှိရင်စိတ်ဝင်စားလားဆိုတော့စိတ်တော့ဝင်စားတယ်ဒါပေမဲ့哦ဟိုရောက်လာတဲ့အချိန်ပေါ့သိရမလားတွေ့လာတဲ့အချိန်ပေါ့အဲ့လိုမျိုးအဲ့လောက်ကြီးစိတ်ထဲမှာမထားဘူးကွာသိလားဖိုင်တူးလေးတွေရဲ့စိတ်ကကြတော့နည်းနည်းပါးပါးသူက ပေါ့ပါတယ်သိရမလားဒီကိုလှုပ်ချာရှိတာကိုတနေ့ကိုကနဲ့ကိုလှုပ်တယ်ကွာသိလားဟိုဒီနေ့ဘာလှုပ်မလဲအဲ့လိုမျိုးကိုကကိုတေးချ plan ချပြီးတော့အဲ့အတိုင်းလှုပ်တယ်အများကြီးတွေတွေးတောနေတာမျိုးကိုမတွေ့ဘူးအဲ့တော့ကိုမာကလည်းတကယ်ကောင်းမွန်တဲ့အပေါင်းအသင်းတငယ်ချင်းမျိုးလေးတွေတွေ့တာကို တွေ့မှလည်းတွေ့ရတယ်အခုလည်းလက်ရှိ ရှိနေတတ်တယ်ပေါ့နော်ပြန်ကိုအတိတ်ကအဲ့လိုမျိုးစကားမပြောဖြစ်တဲ့တငယ်ချင်းနေအပေါင်းဖော်ရီဆိုလို့ရှိရင်ပြန်တွေ့ရတတ်တယ်လို့ ကိုဒီအတိတ်မှာပတ်သက်ခဲ့ဘူးတဲ့သူတွေနဲ့လည်းပြန်တွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ပိုင်ထူးလေးတွေကအရင်တော့ဆက်ဆံရေးအရင်တော့ x နဲ့ဆက်ဆံရေးကိုကိုကအင်းစိတ်ထဲမှာလည်းတိတ်ရှိနေတာမျိုးကို မတွေ့ရတော့ဘူးเนาะဒီလားပိုင်ထူးသမားလေးတွေကအဲ့အရာတွေကိုလည်း heal လုပ်နိုင်ပြီးကိုယ့်ကိုယ် move on လုပ်နိုင်ပြီးပြီကိုဘွားအတွက်ပဲကိုရှင်တမ်းမယ်အဲ့လိုမျိုးပုံစံကိုတွေ့ရတယ်ကိုဘွားကိုအိမ်မက်တွေကိုကိုဖြစ်အောင်အကောင့်ထဲပေါ်ခြင်းနဲ့ အဲ့လိုမျိုးပုံစံအောင်တွေ့ရတယ်ဒါပေမဲ့ဒီလက်တလုံးမှာတော့ကိုကလေဆန်းလေးတွေနည်းနည်းပွင့်နေတတ်တယ်เนาะဒီလားကိုလာပြီးတော့ချင်းကတ်တဲ့သူတွေအတိတ်မှာကိုနဲ့တိခဲ့တဲ့တငယ်ချင်းတွေဒါမှမဟုတ်ရင်အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်လည်းအခုချိန်မှာကိုယ်စကားတွေလာပြောမယ်အပြင်မှာတွေ့ဖို့လာခေါ်မယ်အဲ့လိုမျိုးပုံစံလေးတွေရှိနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီထဲမှာ5 2လေးတွေက right person နဲ့တွေ့ပြီးပြီလားဆိုတော့အဲ တွေးနေတာမျိုးကိုမတွေးရသေးဘူးเนาะဒီလားဖိုင်ထူးလေးတွေကိုတိုင်ကကိုယ့်အနေကိုအဲ့လိုမျိုးဒီရှေ့ဆက်သွားနေတာမျိုးကိုတွေ့ရတယ်ကွာတိလာကိုဘွားအတွက်ကိုပဲကိုကနဲ့ကိုဒီ relationship ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကကို့မှာတကယ်ကောင်းမွန်တဲ့အဖော်မော်တငယ်ချင်းကောင်းနေရှိလို့ရှင်ကိုကချစ်သူကြီးစားတာမလိုလားအဖူပေါ့ကွာတိလာတနေ့နေ့ကိုလှုပ်ရှားရှိရကိုလှုပ်တယ်အဲ့လိုမျိုးလေးနဲ့ပဲဖိုင်ထူးလေးတွေကကိုဘွားလေးကိုကိုကကိုပျော်ပျော်နဲ့ဖြတ်တန်းနေရနော် တခါတလေတော့ဒီချစ်သူကြီးစာမလိုချင်ဘူးလားဆိုရင်တော့လိုချင်တာမျိုးဖြစ်တယ်ဒါမဲ့အဲ့ဒါခဏပဲပြီးရင်အိတ်စိတ်ကမရှိတော့ဘူးကွာဒီလားကိုယ့်နဲ့ကိုကိုယ့်ရဲ့ဒီ passionate ဖြစ်တယ်ကိုယ့်ရဲ့ life အတွက်ကိုဖြစ်ချင်တဲ့အရာအတွက်ကိုယ့်အနေကိုပျော်ပျော်ပပနေနေတာမျိုးကိုတွေ့ရတယ်။အဲခုနအပေါ်ကပြောခဲ့သလိုပေါ့နော်။ဒီထဲမှာ၄-၅ရောက်လောက်ကပဲကိုယ့်ရဲ့ဒီ right person နဲ့တွေ့ပြီးတော့ဆေးဆက် သွားတာမျိုးယူဖို့လုပ်နေတာမျိုးအဲ့လိုမျိုးလေးတွေရှိနိုင်တယ်အဲ့တော့ဒီထဲမှာ single လေးတွေဆိုလို့ရှိရင်လည်းอืมတိတ်ပြီးတော့ဒီဆက်ဆံရေး relationship ပိုင်းဆိုင်ရာကိုစိတ်ဝင်စားနေတာမျိုးကိုလည်းမတွေ့ရသေးဘူးကိုယ့်ရဲ့ right person ကိုလည်းမတွေ့ရသေးဘူးပေါ့နော်ဒီထဲမှာ dating လုပ်နေရသူဆိုလို့ရှင်လည်း relationship တမားတွေပါတယ်ဆိုလို့ရှင်လည်းတစ်ချက်တတိထားဟိုအတိတ်ကကိုယ့်ရဲ့ ex ဘာညာပြန်ပြီးတော့ဝင်လာတတ်တယ်ပေါ့နော် အဲပြီးရင်ဒီ relationship ထဲမှာအခုတလောအလိုမျိုးစကားများတာကမောင်းကမလေးဖြစ်နေရတတ်တယ်ပေါ့နော်အဲ့တော့အခုတွဲနေတဲ့သူကတော့ကိုယ့်ရဲ့ right person ဖြစ်ဖို့ဆိုတာကတော့อืมတိတ်မမြင်သေးဘူးပေါ့နော်ဒီလားอืมနောက်ထပ်လူလဲထပ်ပြီးတော့တွေ့လာနိုင်သေးတယ်ပေါ့နော်ဖိုင်ထူးလေးတွေကလေအဲ့တော့ဖိုင်ထူးလေးတွေစောင့်ကြည့်ပါပေါ့နော်ကိုကရည်စားရှိနေတဲ့သူတွေဆိုရင်တောင်မှกว่าတိလား relationship ကို relationship ကကိုယ့်အတွက်အဓိကဖြစ်နေတာမျိုးကို မတွေ့ရဘူးကိုယ့်ရဲ့ဖြစ်ချင်တဲ့အိမ်မန်ကိုယ့်ရဲ့လှုပ်ချင်တဲ့အရာကိုယ့်ရဲ့အလုပ်အကိုင်းပညာရေးနဲ့ပတ်သက်ရင်လည်းကိုယ့်ရဲ့ဒီပညာတတ်နေတဲ့သူပေါ့เนาะចောင်းတတ်နေတဲ့သူဘာညာဆိုရင်လည်းကိုယ့်ရဲ့ဒီပညာရေးအတွက်ကိုပဲစိတ်ပူရောက်နေတာမျိုးကိုတွေ့ရတယ်ကွာတိလားရေးစားတော့ဒီတိုင်းရှိလိုက်တယ်အဲ့လိုကိုယ့်ကို right person ဖြစ်ချင်ဖြစ်မဖြစ်ချင်နေအဲ့လောက်ထိခဲဖြစ်နေတာမျိုးကို မတွေ့ရဘူးကွာတိလား อืมเออสร้างจีบ่เนาะที่6ลาบายเด้มาบ่เนาะตีวาไล่มั้ยตะชู่อะหลูสกาเมียยันผิดนี่แหละ relationship ตะมาริป่าเลยส่วนเนาะ6ลาบายหลอกแท้มาปูพี่รอซินปีดาမျိုးโกပြောได้สกาไดออนนี่ดาမျိုးโกผิดมาตุ่ยได้อืมโอเคเออไพ2ลีดิตัวก็รอดีหลอกเป้บ่เนาะ အဲ့တော့ကို့အတွက်ပဲ private reading လိုချင်လို့ရှင်ရင် COD TikTok ဒါမှမဟုတ်ရင် Messenger လာပြီးတော့ဆက်သွယ်လာနိုင်တယ်เนาะဒီ YouTube မှာလည်း subscribe မလုပ်ရသေးရင်အဲ့မှာ video လေးတွေတွားပြီးတော့ကြည့်နိုင်တယ်เนาะ Okay bye to lady ကံကောင်းပါစေ နောက် video မှာဆက်လက်ပြီးတော့တွေ့မယ်เนาะ